ာတထေးကြီးကငကိုကဆင်းချမ်းသာလိုက်တာချမ်းသာရကနေမွေးသွားတယ်မွေးရကနေအခုပြန်ပြီးတော့နတ်ကဒန်ထန်းလို့54ကြေသောပစ္စည်းတွေပြန်ပြီးတော့ကျွေဝပြန်ပြီးတယ်သတင်းတွေကပါလဲသတင်းတွေက ပြန့်တယ်အဲ့ဒီသတင်းကို ပုံနှန်းတယောက်ကကြားတယ်နော်အဲ့ဒီသတင်းကိုဘယ်သူကြားတယ်ပုံနှန်းတယောက်ကြားတယ်ဗျအဲ့ဒီကြားတဲ့ပုံနှန်းကသူက ဟိုစက်တရေမင်္ဂလာနဲ့ပတ်သက်ပြီးတော့နားလေတဲ့ပုံနာဘယ်နားမှာစက်တရေရှိတယ်စက်တရေဆိုတာကိုသူတို့အတတ်ပညာတစ်မျိုးနဲ့မြင်သလားတော့မသိဘူးပေါ့လေစာထဲမှာတော့စက်တရေဆိုတာကိုကောင်းမှုတို့ရဲ့အကျိုးလို့အဲ့ဒါလို့ဖွင့်တယ်ဟုတ်လားအဲ့ဒီပုံနာကဘာစဉ်းစားလဲဆိုတော့ကြံကြံဖန်ဖန်ပြနော်ဘုရားလက်ထက်ကဖြစ်ပြလေးတချို့ကထူးခြားတယ်ဆန်းကျယ်တယ်သိလားအဲ့ဒီပုံနာကဘာစဉ်းစားလဲဆိုတော့ တတိကြီးတဲ့မွေးရကနေရုတ်တရက်ကြီးပြန်ပြီးတော့ချမ်းသာလာတာကိုထောက်ရင်သေချာပေါ့ဒီတတိကြီးရဲ့အိမ်မှာမင်္ဂလာကျက်သရေဆိုတာရှိကိုရှိရအဲ့ဒီမင်္ဂလာကျက်သရေဘယ်နှမှာတီးတယ်လဲဆိုတာငါသွားကြည့်မယ်တီးပြီးရင်အဲ့ဒီကျက်သရေကိုငါတနီးနီးနဲ့ရအောင်ယူခဲ့မယ်ဟုတ်လားတနီးနီးနဲ့ယူလို့မရရင်ခိုးမှရမယ်ဆိုရင်ငါခိုးခဲ့မယ်သူအဲ့လောက်တောင်စဉ်းစားတယ်သိလားအဲ့ဒီပုံနာကအဲ့ဒါနဲ့တတိကြီးရဲ့အိမ်ကိုမရောမလဲသွားတယ်ဟိုကြတော့ဂါထာတွေမန္တရားတွေရွတ်ဖတ်တော့ တတိကြီးကဂိုင်းပုံနာမင်းဘာရကျင်တယ်လဲပြောပါဘာလူရှိတယ်လဲပြောပါတတိကြီးကစေတနာသိကောင်းတာကိုဟုတ်လားအဲ့လိုဘာလူရှိလဲပြောပါဆိုတော့ပုံနာကြီးကရှောက်ကြည့်တယ်ရှောက်ကြည့်တော့ဒီတတိမင်းရဲ့စက်တရေမင်္ဂလာကဘယ်နာမြန်တီလဲလို့ကြည့်တော့အဲ့ဒီတတိရဲ့အိမ်မှာရွှေကြိုက်နဲ့မှမွေးထားတဲ့ဆွတ်ဆွတ်ဖြူးနေတဲ့ကြက်ဖတကောင်ရှိတယ်အဲ့ဒီကြက်ဖရဲ့ခေါင်းပေါ်မှာရဲနေတဲ့အမောက်ကလေးရှိတယ်နော် အဲ့ဒီအမောက်ပေါ်မှာကြက်တည်ရရှိတဲ့ဗျာဒါဥစဉ်တို့တက္ကမတို့မျက်စိနဲ့တော့မမြင်ဘူးပေါ့ပုံနာကဘယ်လိုမန္တန်နေနဲ့ဘယ်လိုအတက်ပညာတွေနဲ့မြင်တာလဲတော့ဥစဉ်လည်းတိတိကျကျရှင်းမပြတတ်ဘူးသိလားဥစဉ်လည်းစာထဲပါလာပြောရတာဝန်ခံပါလေဟုတ်လားနော်တတိကြီးရဲ့ကြက်တည်ရကဘယ်မှာရှိတယ်အေးကြက်ရဲ့အမောက်ပေါ်မှာရှိတယ်တဲ့အဲ့ဒါနဲ့တတိကြီးကတော့ မသိဘူးပေါ့အဲ့ဒါပုံနာကသိတယ် သိတော့ဒီจิตတရေကိုဒီจิตကိုတောင်းလိုက်ရင်จิตတရေလည်းပါလာမယ်จิตတရေပါလာရင်ငါလည်းပဲချမ်းသာမယ်လို့သူကဒီလိုထင်တာအဲ့ဒါနဲ့တထေးမင်းဟိုจက်ဖြူဖြူလေးကိုပေးပါ အမလီယူစီဗျာယူပြီးတော့အဲ့ဒီရွှေချိုင်လေးကနေထုတ်ပြီးတော့အဲ့ဒီจက်ဖဖြူဖြူလေးပေးလိုက်တာจက်ဖဖြူဖြူလေးလည်းသူ့လက်ထဲရောက်ရောจิตတရေကจက်ရဲ့အမောက်ပေါ်မှာမရှိတော့ဘယ်ရောက်သွားတယ်ဆိုတော့ဟိုခလန်းလန်းမှာကလပ်ပေါ်မှာတင်ထားတဲ့ဗဒမားပေါ်ရောက်သွားတယ်တဲ့จက်တရေကအံဩစရာကောင်းတယ်နော်လောကကြီးအံဩစရာကောင်းတယ်နော် မျက်စိနဲ့မမြင်နိုင်တဲ့ကိစ္စတွေအများကြီးရှိတယ်နော်ဦးဇင်းတို့ကတော့ဘုရားဟောတာဆိုရင်အကုန်ယုံပါတယ်ဟင်ပေးသက်တို့တော့မသိဘူးကြည်ကြည်လေးပြောပါဗျာအဲကျက်တည်းပဲရောက်သွားပြီတော့ဗရမယားဘုံရောက်သွားပြီအာမနာဘူးဗျာအဲ့ဒီဗရမယားတောင်းတာဗရမယားရခြင်းလို့မဟုတ်ဘူးကျက်တည်းရခြင်းလို့အဲ့ဒါနဲ့တထေးကြီးကလည်းစေနာကောင်းတယ်ကဲယူပါဆိုပြီးတော့အဲ့ဒီဗရမယားပေးလိုက်တယ်ဗရမများသာလက်ထဲရောက်လာတဲ့ကျက်တေကြီးကပါမလာဘူး။ဟာပဲရောက်သွားပြီးတော့ရှောက်ကြည့်တော့တထေးကြီးရဲ့ ဟိုထိုင်တဲ့ဘေးမှာထောင်ထားတဲ့တောင်ဝေးရဲ့ထိတ်မှာရောက်သွားပြန်နေတဲ့ကျက်တကြီးကအဲ့ဒါထပ်တောင်းတာအဲ့ဒီတောင်ဝေးလေးပေးပါပေးပါဆိုတော့တတိကြီးကအကန့်ယူပါကျက်တကောင်လည်းပေးပြီဘာဒီတောင်းမှလည်းမသိဘူးထင်းနေမှာပေါ့တတိကြီးကပရမများလည်းပေးပြီအခုတောင်ဝေးဆိုတော့တောင်ဝေးပေးလိုက်တယ်တောင်ဝေးသာလည်းထည့်ရောက်လာတဲ့ကျက်တကြီးကပါမလာဘူးအဲ့ဒါနဲ့ဘယ်ရောက်သွားတယ်ဆိုတော့ကြည်တော့မလှမ်းမကမ်းမှာထိုင်းနေတဲ့တတိကြီးရဲ့ဇနီးမယားဖြစ်တဲ့ ပုံညလက္ခဏဒေဝီတတိကတော်ကြီးရဲ့စရုံးပေါ်ရောက်နေတယ်တဲ့အဲ့တော့ပုံနာကြီးတော်တော်လန့်သွားတယ်ဒါကတော့မတောင်းအပ်တဲ့ပစ္စည်းပဲတဲ့ဟုတ်လားအေးဒါကငါတောင်းလို့မဖြစ်ဘူးဒါပေးလို့မရတဲ့အရာအဲ့ဒါနဲ့ပုံနာကြီးကသဘောပေါက်သွားတယ်ဩကျက်တရေဆိုတာကုသိုလ်ကံကြောင့်ဖြစ်တာသူပြုထားတဲ့ကုသိုလ်ကံကြောင့်ဖြစ်တာအဲ့ဒါကိုငါအတင်းအဓမ္မရကြင်လို့မဖြစ်ပါလားအဲ့ဒါနဲ့သဘောပေါက်ပြီးတော့အကုန်ဖွင့်ပြောတာ တထေးကြီးတဲ့ဒီကျက်ကိုရချင်တာမဟုတ်ကျက်သေးကြီးကိုရချင်တာဒီတောင်ဝေးကိုရချင်တာမဟုတ်ဒီဗရမ ्या ကိုရချင်တာမဟုတ်အခုတထေးကြီးရဲ့ကျက်သေးမင်္ဂလာကတထေးကတော်ပုံညာလက္ခဏဒေဝီတထေးကတော်ကြီးရဲ့သတုံးမော်ရောင်းနေပြီတဲ့တထေးကြီးကတော့မမြင်ပါဘူးဟုတ်လားအဲ့ဒီလိုပြောပြီးတော့ပုံနာပြန်သွားတာဘာမှယူမသွားဘူးဗျအံ့တော့အံ့ဩစရာကောင်းတယ်နော်ဘာမှယူမသွားဘူးအဲ့ဒါနဲ့အဲ့ဒီတဲ့င်းစကားက ဟိုတထေးကြီးကနေတဆင်မြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ချားပြန်တယ်အဲ့ဒီမှာမြတ်စွာဘုရားကတိရိဇတ်ဆိုတာဟောလာပိတ္တုစောတော်တုန်းကတရားကောင်းစဉ်တွေပြောတော့ပါတယ်မဟုတ်လားအေးတိရိဇတ်ကိုမြတ်စွာဘုရားဟောတယ်အဲ့ဒါဘာလဲဆိုတော့ကံတရားတွေရဲ့စမ်းကြေဖို့ပိတ္တေဘာတွေရဲ့စမ်းကြေဖို့ကံတရားတွေရဲ့စမ်းကြေဖို့ကောင်းမှုမကောင်းမှုတို့ရဲ့စမ်းကြေဖို့အဲ့ဒါကို ပြောလို့ရင်းအဲ့ဒါတဲ့အဓိကပိုးပြောလို့ရင်းက လောကမှာ ကောင်းမှုကုသိုလ်ဒီသာလဲအာကိုရကောင်းမှုရှင်ဖြစ်မယ်ဆိုလို့ရှိရင်တပါးသောသူလှုပ်ထားတဲ့ကောင်းကျိုးတွေဟာကိုယ့်ဒီကိုအလွယ်တကူရောက်လာနိုင်တယ်နော်ကိုကကောင်းမှုရှင်ဖြစ်မယ်ဆိုရင်တိတ်ပြီးတော့ရှားပါတဲ့နေရာဒေသမျိုးမှာပင်ဖြစ်စေကမှုစီးစင်ဥစ္စာတို့နဲ့ပြည့်စုံနိုင်တယ်ဆိုလိုတာကတန်တရာကြီးမှာကျင်လေတဲ့နေရာမှာကောင်းမှုဒီသာလဲအာကိုရနော်ကောင်းမှုရှိလာရင် ကောင်းတာတွေဟာကြံ့ကြံ့ဖန်ဖန်ဖြစ်လာတာမထင်မှတ်တာတွေဖြစ်လာတာကောင်းမှုရဲ့အကျိုးပေးတွေဟာတာမန်လူတွေစဉ်းစားလို့နားလေသဘောပေါက်ခြင်းကမစွမ်းနိုင်လောက်အောင်ကိုနည်းနည်းတယ်လို့ပြောခြင်းတာသဘောပေါက်လားအဲ့ဒါလိုပဲမကောင်းတာတွေလုပ်မယ်ဆိုရင်လည်းမကောင်းတာတွေကကြံ့ကြံ့ဖန်ဖန်ဝင်ပြီးတော့အကျိုးပေးတတ်တယ်ဒါကြောင့်ဒကာသမားတို့ဦးဇင်းတို့တွေတကယ် ဒီဘဝတွေယဟန္တာဖြစ်အောင်တို့ကြိုးစားကြမာလို့ဇွဲနဲ့နဘဲနဲ့သရတရားနဲ့ဝရိယနဲ့ကြိုးစားနေကြတဲ့လူဆိုတာ ရှားပါတယ်ဗျဟုတ်လားအဲ့တော့တန်လျာထဲမှာပြောပြောပါပါပဲကျင်လေကြမဲ့လူတွေကပဲများတယ်လို့ထင်တယ်ဟုတ်လားတရားကခပ်ပြင်းပြင်းတောင်းထားတာဥစဉ်ကခပ်ပြောပြောဟောနေတာနော်ဟင်ဒကာကြီးဒီမကြီးများအေးတန်လျာကိုကျင်လေကြရအောင်မတန်လျာကျင်လေရမှာဆိုရင်ကိုယ်ကိုကောင်းစေတဲ့ကောင်းမှုဆိုတဲ့အားကိုးရာတစ်ခုကတော့မဖြစ်မနေအသိဉာဏ်ရှိတဲ့ လုတ်ခွန့်သားတဲ့ဒီဘဝမှာလုတ်ထားဖို့မသင့်တော်ဘူးလားသင့်တော်တယ်ဗျ